စည်းကိမ်းပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်သွားမိတ်မြမလေးစဉ်မျိုးသားဘောလုံးသိမျိုးသမီးဘောလုံးသိနဲ့ပူဆယ်မျိုးသားဘောလုံးသိမျိုးသမီးပူဆယ်သိတို့ကိုတော့အကောင်းဆုံးအနေထားတက်နေပဲချက်သိန်းပေါင်းတထောင်ကို ARI ဘာမှကူညီပံ့ပိုးခဲ့ကြောင်းကြားသိရပါတယ်။ဖိုင်းနိုင်ငံကအင်ရှင်ပြည်လက်ကန်ဂျီမာပြုလုပ်သွားမိတ်33ညမြောက်အရှိတော်အားရှာအားသာပွဲတော်မှာတော့မြမလေးစဉ်ဘောလုံးပူဆယ်မျိုးသားနဲ့မျိုးသမီးအသိတို့အောင်မြင်မှုရရှိစေရေးအတွက် ARI ဘဏ်နဲ့အများနဲ့သက်ဆိုင်သောကုမ္ပဏီများမှ ကျက်သိမ်းပေါင်းတပေါင်းကူညီပံ့ပိုးခြင်းခန္ဓာကိုယ်တော့မလ9ရက်နေ့မိုးလယ်2နာရီခွဲကနိုဘိုဒေရန်ကုန်မဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။အာသာနဲ့လူငယ်ရေးရန်ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးချမ်းဖန်တော့ရုံတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းအစိုးရအဖွဲ့ဝန်ဝန်ကြီးများမဟာနိုင်ငံမလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးစောဒုတိယဥက္ကဋ္ဌများနဲ့ကုမ္ပဏီအမှုဆောင်များ AR Bank များနဲ့သက်ဆိုင်သောကုမ္ပဏီမှတာဝန်ရှိသူများစီးကိန်းအသင်းသားများနဲ့ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်းကြားသိရပါတယ်။ ကနမှာတော့အာသာနဲ့လူငယ်ရေးရဝင်းကြီးဌာနပြည်တော်စုဝင်းကြီးချမ်ပန်နိုထောင်ကမှစကားပြောကြားခဲ့ပါတယ်။အရင်တော့မှာတော့စီးကိန်းပြိုင်ပွဲမှာအွန်လိုင်းရေးရရေးအတွက်မြန်မာနိုင်ငံအွန်လိုင်းကုမ္ပဏီတို့ ARE Bank နဲ့အများနည်းသက်ဆိုင်သောကုမ္ပဏီကကြက်သိမ်းပေါင်းတစ်ထောင်နဲ့မြန်မာနိုင်ငံဘလုံးဖွဲ့ချုပ်အခြေတန်းဒုတိယဥက္ကဋ္ဌဦးပြည့်ဖြိုးသေးသားတို့ကကြက်သိမ်းပေါင်းတစ်ထောင်စီလှူဒန်းခဲ့ပါတယ်။အာသာနဲ့လူငယ်ရေးရဝင်းကြီးဌာနပြည်တော်စုဝင်းကြီးချက်ဖွန်နော်တောင်ကလက်ခံရယူပြီးဂုံပြူမှတ်တမ်းလွာကိုပြန်လည်ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့မြန်မာလေဝေးသင်ပေါ်လုံးပူဆယ်မျိုးသားနဲ့မျိုးသမီးတေးမြအောင်မြင်မှုရရှိနိုင်ရေးအတွက်စက်သိန်းပေါင်းတထောင်တိတိကိုတော့ ARD ဘဏ်နဲ့အများနဲ့သက်ဆိုင်သောကုမ္ပဏီကကိုညီပံပိုးပေးပို့သွားမယ်သဘောတူစာချုပ်ကိုတော့ ARD ဘဏ်နဲ့ MF နှစ်ဖက်တာဝန်ရှိသူများလက်မှတ်ရေးထိုးခဲ့ကြပြီးတော့အမတ်တရတပ်ပုံများရိုက်ကူးခဲ့ကြပါတယ်33ညမြောက်စီးကိန်းပြိုင်ပွဲကိုဒီဇင်ဘာလတွင်ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတော့ ပေါလုံးမျိုးသားအသင်းနဲ့မျိုးသမီးအသင်းပူဆယ်မျိုးသားအသင်းနဲ့မျိုးသမီးအသင်းစုစုပေါင်း၄သင်းနဲ့ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပြီးတော့ပြပနီးပြများဟာရန်ခေါ်ယူခြင်းစကန်ဝင်လေ့ကျင့်ခြင်းနဲ့ခြေဆောင်ပွဲများစီစဉ်ခြင်းပူရင်းလေ့ကျင့်ရင်ခီးစဉ်များနဲ့အထွေထွေပြင်ဆင်မှုများကိုဆောင်ရွက်နေကြကြောင်းလည်းကြားသိခဲ့ရပါတယ်။စုချင်းဝီတိန်9000ကျော်ကန်ရယူပိုင်ဆိုင်ချီးမြှင့်ခံခဲ့ရတဲ့မြန်မာလေပြင်းမျိုးသမီးပေါလုံးအသင်းကြောင်းပြောပြပြီးသွားခြင်းပါတယ်။ ဒီနိုင်ငံမျိုးသမီးပေါ်လုံးပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တဲ့မြန်မာလေဝီသီမျိုးသမီးအသင်းကိုတော့အကုန်ပြိုင်ပွဲကျင်းပပြီးတော့အခုလိုမျိုးစူဂျင်းဝီ3000ကျော်ကန်ချီးမင်းခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဖေဖော်ဝါရီ19ရက်နေ့ကနေ26ရက်နေ့အထိကျင်းပခဲ့တဲ့နီဘောနိုင်ငံမှာကျင်းပပြီးသီးသွားခဲ့တဲ့လေးနိုင်ငံမျိုးသမီးဖိတ်ကော်ဘောလုံးပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တဲ့မြန်မာလေဝင်းစင်မျိုးသမီးဘောလုံးအသင်းဂုံပြူပွဲအခမ်းအနားကိုတော့မလ9ရက်နေ့မွန်လယ်ပိုင်း3နာရီခွဲကနိုဒေယံဂုံမက်ဟိုတယ်မှာပြုလုပ်ခဲ့ကြောင်းသိရပါဗျာ။ အာသာနဲ့လူငယ်ရေးရာဝန်ကြီးဌာနပြည်တော်စုဝန်ကြီးချန်ပန်တို့တောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းရဲ့အစိုးရဖွဲ့ဝင်ဝန်ကြီးများမြန်မာနိုင်ငံဘလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးစောနဲ့ဒုတိယဥက္ကဋ္ဌများကုမ္ပဏီမှုဆောင်များကလပ်အသင်းပိုင်ရှင်များနဲ့အလူရှင်များစပွန်ဆာများနဲ့ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်ကွန်ပျူတာမှာမြန်မာလူမျိုးသည်မျိုးသမီးအသင်းရဲ့ပြိုင်ပွဲတစ်ချက်ရှင်ပြိုင်ခဲ့တဲ့ကောင်းဆုံးရုပ်တံမှတ်တမ်းကိုကြည့်ရှုအားပေးခဲ့ကြတယ်။ အာသာနဲ့လူငယ်ကြီးရဝင်းကြီးဌာနပြည်တော်စုဝင်းကြီးချမ်ပန်နော်တောင်ကဂုံပြုမှာစကားပြောကြားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ချန်ပီယံဆုရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့မြန်မာလူ위သိမျိုးသမီးဘုံလုံးအသင်းတို့ကအာသာနဲ့လူငယ်ကြီးရဝင်းကြီးဌာနကကြက်သိန်း၃၀၀ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြက်သိန်း9000တမောသာဘဏ်ကကြက်သိန်း၁000 ARI ဘဏ်ကကြက်သိန်း၁000နဲ့ Man Energy ကကြက်သိန်း600မနက်ကဘောလုံးဖွဲ့ချုပ်အကြီးတန်းဒုတိယဥက္ကဋ္ဌဦးပြဖြိုးတေတာကကြက်သိန်း၄၀၀ အီဘန်က7300အပတန်က7300 BYD Essential Motor က7300မက်စီမန်က7300 MF မြို့သမီးဘောလုံးကုမ္ပဏီဒေါ်ကင်းစပယ်ဂျီက7300 MNL ကုမ္ပဏီဥက္ကရာဥဇော်မင်းသိန်းက7300 MF ဖူစင်နဲ့တဲတော်မြင်ဘောလုံးကုမ္ပဏီဥက္ကရာဦးဝင်းတော်က7300ရှမ်းဦးနိုင်တဲ့အသိဥက္ကရာဦးခွန်အောင်မြင့်ဝေက7300 ဦးထွန်းလင်းပိုပိုထရိနင်းကစက်သိန်း100တို့ကိုပေးရလှူဒိုင်းခဲ့ပြီးတော့ပြည်တော်စုဝင်ကြီးတိုင်းဒေသကြီးဝင်ကြီးချုပ်တို့ကလက်ခံရယူခဲ့ပြီးတော့ဂုံပြူစုဝင် စုစုပေါင်းစက်သိန်း9930ကိုမြန်မာလေပြည်သင်းမြို့သမီးအသင်းအုပ်ချုပ်သူနီးပြကစားသမားများထံသို့ပေးရချီးမြှင့်ခဲ့ကြောင်းကြားသိရပါတယ်။ဆက်လက်ပြီးတော့မြန်မာလေပြည်သင်းမြို့သမီးအသင်းကိုသာတိုက်စမှုဝင်သိမ်းကြီးတွန်းနဲ့တိုက်စမှုမီထက်လူတို့ကကျေးဇူးတင်စကားတွေပြောကြားခဲ့ပါတယ်။တယောက်လာသူများနဲ့လည်းအမတ်တရားစူပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရပါတယ်။ မလီသိမျိုးသမီးသင်းကတော့ဆိုပါပြိုင်ပွဲမှာနီပေါ်ကာဂျစ်စတန်လဘရွန်သင်းတို့နဲ့လေးသင်းပတ်လည်ရှင်နိုင်ကစားခဲ့ရပြီးတော့အုပ်စုရင်းပွဲစဉ်များမှာတော့လဘရွန်သင်းကို၃ဂိုးတကူနဲ့နိုင်ရရှိခဲ့ပါတယ်ကာဂျစ်စတန်သင်းကို၅ဂိုးပြန့်နိုင်ရရှိခဲ့ပြီးတော့အင်ရှင်နီပေါ်သင်းနဲ့၂ဂိုးသိတီးကြတယ်အုပ်စုပရမနဲ့ဘိုလူပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်ဘူလဝဲမှာတော့အင်ရှင်နီပေါ်သင်းကိုအကောင်းဆုံးပုံစံနဲ့လက်ခံရှင်မြန်ကစားကြီးနဲ့ပဲနှစ်ကိုကွန်ဖြစ်ဆိုတဲ့ရလနဲ့နိုင်ရယူပြီးချန်ပီယံစုကြီးကိုရယူပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ် လက်ရှိကြီးမြင့်ခဲ့တဲ့သိန်း9000ကျော်6000နီးပါးကိုရယူပိုင်ဆိုင်ခဲ့တဲ့မြန်မာလေဝေးသည့်မျိုးသမီးရဲ့သိန်းကတော့အကောင်းဆုံးနေထိုင်ရှင်မြန်ကစားတောင်းခဲ့ပြီးတော့နောက်ထပ်ရှင်မြန်ရမယ့်အာရှအဆင့်ရှိတဲ့ပွဲစဉ်အာဆီယံအဆင့်ရှိတဲ့ပွဲစဉ်တွေနဲ့သူတို့ညီမှန်းထားတဲ့ကမ္ဘာဖလားဝင်ဝင်အိမ်မက်ကတော့ဆက်လက်အသက်သွေးနိုင်ရင်ဒီထက်မကစုရွေးမျှော်မြားစွာကြီးမြင့်ခံရနိုင်မှုတွေများနေပါတယ်